။စကိုင်းတိုင်းဗမောက်မြို့နယ်ရန်ယူမြို့သားတပ်မတော် SNE တပ်မဟာ6343 PDF 3ဦးလက်နက်ခဲယမ်းများနဲ့အတူဒီကနေ့နေ့6နာရီချိန်ခန်းကအလင်းဝင်ရောက်လာခဲ့တယ်လို့ရန်ယူမြို့သားတပ်မတော် SNE မှတာဝန်ရှိသူတဦးထံမှသိရပါဗျ။ ရှမ်းပြည်မြို့သားတမရုံ SNE တမဟာ634တပ်ရင်းများတပ်ဆွဲထားတဲ့ဗမောင်မြို့နယ်ကြောင်လေကျေးရွာဘက်မှာတပ်ရင်းတပ်စခန်းများနဲ့ချိန်ဆ၍ PDF 3ဦးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့ရှမ်းပြည်မြို့သားတမရုံ SNE မှတာဝန်ရှိသူတို့ကဆိုပါတယ်ဒီနေ့မနေ့အစောပိုင်းက PDF 3ဦးကျွန်တော်တို့ SN နဲ့ရှမ်းပြည်တပ်ရင်းတွေနဲ့ချိန်ဆက်ပြီးအလင်းဝင်ရောက်ခဲ့ပါတယ် အခုလိုအမြင်မှန်ရပြီဥပဒေပေါင်းတွင်ကိုပြန်လည်ဝင်ရောက်လာလို့အားလုံးနဲ့ထက်တူဝမ်းသာပါတယ်တကယ်ကိုမင်္ဂလာပါပဲကိုရဲ့ဒေတာကိုရဲ့ရရောကိုရဲ့လူမျိုးတွေအေးချမ်းသာရပြီးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်အားလုံးပူးပေါင်းပါဝင်ကြဖို့လိုပါတယ်ဗျာကျွန်တော်တို့အနေနဲ့ကလည်းအမြဲတမ်းကြိုဆိုနေပါတယ်လို့သူကပြောပါတယ် အဆိုပါ PDF အမျိုးသားသုံးဦးကဒီကနေ့နနက်စောပိုင်းမှာ SNUC SNE တမဟာ6တက်လေးတက်ရင်ဆန်ကတက်ခွဲနဲ့စီရွှေမြင့်ထန်တို့ချိန်ဆက်၍၎င်းတို့ကင်ဆောင်ထားတဲ့တနက်3လနဲ့အတူဆက်ဆက်ဖြစ်စီများယူဆောင်ကအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။ ီးခဲ့တဲ့လပိုင်းတွင်မှစာရွေးစကိုင်းတိုင်းဗမောက်မြို့နယ်နဲ့ဟုံမလေးမြို့နယ်တို့မှရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ KIAPDA ၊ကဒူး PDF ပူးပေါင်းဖွဲ့တို့ကြောင့်တိုက်ပွဲများပြင်းထန်ခဲ့ပြီးနေရစွန့်ခွာထွက်ပြေးနေကြရတဲ့တိုက်ပွဲရှောင်ပြည်သူတထောင်ကျော်တို့ကိုလည်း SNA တပ်ဖွဲ့နဲ့အလူရှင်တို့ကစာဝတ်နေရေးကိစ္စရဲများစေဝါကုသပေးခြင်းများနဲ့အခြားလူအပ်သည့်များကုညီထောက်ပံ့ပေးခြင်းတို့ကိုလည်းလှုပ်ဆောင်ပေးလျက်ရှိတယ်လို့သိရပါတယ်။